ဆယ်လာပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့ကကံကောင်းဆုံးလို့ပြောရရတယ်ပြီးတော့အရာရာနောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တင်ထဲမှာပါနေရတော့တောက်ကြပြီးရခါမှာတနင်းနာပြီးတော့အင်္ဂါကန်ဆိုးနေတာကကျတော့တတာဘရေးနဲ့ဗုဒ္ဓဂုဏ်ကတော့တော်တော်ကိုကန်ဆိုးနေတယ်လို့ပြောလို့ရတယ် เนาะပြန်အကြောင်းလေးအနေနဲ့ပြောရမှာဆိုရင်အဲ့တော့ဘာလဲဆိုတော့တနေ့ဝိရိယသားသမီးတွေကဘာရီကန်ကောင်းလဲဆိုတော့ကာလမှာဘာလုပ်လို့ okay တယ်ကြီးပွားရေးလုပ်မလားဘာလုပ်မလဲပုံ okay တယ်အကုန်အဆင်ပြေတယ်ဘာပြတ်တာမှမရှိဘူးအဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ခါကြတော့အဓိကကဘာလဲဆိုတော့ကြီးပွားရေးပဲလုပ်လို့လူမွေးပဲလုပ်လို့ဘာကိစ္စပဲလုပ်လို့တတိယသားသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောင်မိမိသားမှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အဲ့ စနေစနေသားမိများအနေနဲ့ကကြတော့ဘလို့ကံကောင်းတာလဲဆိုတော့ तू ကကြတော့အရင်တော့ရက်တန့်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံငနဲ့တိုင်းငနဲ့ဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချင်လဲစောင့်ရပေးမယ်။အဲအဲ့လိုလူမျိုးတွေအားလုံးကဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကော်လာကောင်းလူမှုရေးတော်လာကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်။ခြုံပြီးပြောတာနော်စီးပွားရေးလူမှုရေးနဲ့ခြုံပြီးပြောတာ။ ဒီနေရာမှာအခြေရေးတွေပါမပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ဘာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကူညီပေးမဲ့သူတွေရှိနေတယ်စနေသားသမီးတွေကအဲ့တော့ကြိုက်တာလို့ထူတော့ရှိရပါဘောကိုဘေးနားမှာဘယ်ကောင်မတောင်းတာဖြစ်စစ်တောင်းတောင်းမတောင်းတောင်းပြကိုတကယ်လုပ်ရင်ကူညီမဲ့သူတွေရှိလာလို့ဆိုတော့ဘေးနားနေနေစောင်းမိကြည့်လိုက်တယောက်လောက်ရှိနေပုံလို့လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ် အဲ့တော့အကောင်းဆုံးဖြစ်အောင်လုပ်လို့ရတယ်ပြောရရအဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြသားသမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုတော့သူတို့ကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လားတွေမှာရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်သူတို့ကအရင်လားတွေမှာလည်းကန်ဆူလာနေတယ်ရှိမယ်အဆင်ပြေရတယ်ရှိမယ်ဒါပေမဲ့အဆင်ပြေပြရတဲ့နဲလာပြီးတော့တန်ကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီလာထဲမှာတောက်ကြသားသမီးများအနေနဲ့ကဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို ဗန်လန်ညီညီထိန်းထားနိုင်ရင်တော့ဘာပြက်နာမှာမရှိဘူး။ကံလဲအကြီးကျယ်မစိုးဘူး။ကိုကံလဲအကြီးကျယ်မကောင်းနေဘူး။အဲ့တော့တင့်တင့်ဆိုတဲ့အထဲမှာထိစီရရင်ထည့်ထားတာဖြစ်တယ်။ကဲအဲ့ဒါပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရာကြတော့ဘလို့အသင့်တဲ့ကံကောင်းနေရလဲဆိုတော့တနင်းနာသားသမီးရာကြတော့ကံဆုံးနေရလားဆိုလို့မဟုတ်ဘူးကံကောင်းနေရလားဆိုလည်းမဟုတ်ဘူးတို့ကြပါတော့တို့စ조사အားထုတ်တယ်မြဒီကာလမှာအစီအမံဆိုတော့ဟိုတနင်းခွေသားသမီးများဗျာ တရာတရာလုံးရင်သားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာသတိနဲ့သတိများအနေနဲ့ကတော့တရာလုံးမယ်ဆိုရင်တော့60 90လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်မြဲနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အားလုံးကိုလုတ်ပြီးအာသတိနဲ့သတိများကြောင့် okay ပါပြီတခုတော့ရှိတယ်ဟိုဘာလုပ်ရမလဲဆိုပြီးဖြာများနေတော့အဲ့သတိနဲ့သတိများကြောင့်ကြောင်ပြောက်သွားလိမ့်မယ်ဖြာများနေလို့မရဘူးတခုတော့တခု ကြောင်းတစ်ခုတည်းကိုအကြောင်းတစ်ခုတည်းအလောက်တစ်ခုဆိုအလောက်တစ်ခုတည်းကိုနောက်စိတ်ကုစိတ်ကုတစ်ခုတည်းကိုပဲဥတည်ပြီးတော့တွားထားရင်တင်းညာတွေကညာခံလုံးတွေပို့တိုးလာမှုရှိတယ်။နောက်ပြီးရဲ့ခါကျတော့နောက်တဲ့အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲ။အင်္ဂါတွေကဘလို့ကံကောင်းနေရလဲလို့ပြောရင်တတိယတော့သူတို့မှာကဘာလောက်လောက်ကိုလို့ရှိပါတယ်ဖေးလို့ရှိပါတယ်မေးလို့ရှိပါတယ်အဖွားလို့ရှိပါတယ်ဘာလို့ရှိပါတယ်ညာလို့ရှိပါတယ်ဆိုတဲ့အဟာတွေက ဒီကာလမှာပုံများလာတယ်ပုံစံတော့ဒီကာလမှာအချစ်ခံရတယ်လို့ပြောရရအောင်နော်အင်္ဂါသတိမိတွေကအချစ်ခံရခြင်းရနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာချစ်ခံတာများလေလေကံကောင်းတာကံကောင်းတာတွေပုံများလာလေပေါ့ချစ်ခံရတဲ့နေတော့ကံကောင်းတာတွေကနေလာမှာပေါ့အဲ့လိုမျိုးတော့ရှိတယ်တဘောတော့ဘယ်လိုခေါ်လဲဆိုတော့ကိုဘာလို့လို့နမထောင်ပေးနိုင်မယ်ဖောက်ခံပေးမယ်သူတွေရှိနေတယ် ရှိတဲ့ကြောင်းမလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များရလို့ပြောချင်တာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလောက်ရာရှိရလို့ဗျာဂျုံမဲ့ပြပြမှောက်ပဲခုံခုံမပဲလို့လို့အနောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတယ်လောက်ရာရှိရလို့စင်ကြီးอืมဒီနေ့မှာညံ့ရတယ်ဆိုတဲ့အချိန်မှာစတာလေးကိုထိတ်ဆုံးနေကိုထည့်ထားဘာကြောင့်ညံ့တာပြောမှဆိုရင်တော့ဒီစတာဘရီကဘာကြောင့်အမြန်ဆုံးထဲမှာဖြစ်နေရတာလဲဆို တတာပရိယကြတော့သူတို့လုံးတမအားလုံးကဂျိုးတမောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမမြအားလုံးဂျိုးတမောက်ကိုဖြစ်တယ်။ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှန်မြအားလုံးကပြတ်သွားတယ်။နောက်လာကိုရွှေ့သွားတာ။နောက်၁၇လပိုင်းကိုရွှေ့သွားတာ၁၇လပိုင်းကိုရွှေ့သွားနောက်နှစ်ရောက်သွားတာမျိုးကိုတွေးထားတဲ့အရာအလွားအကုန်စိန်ပြေနေရအကုန် okay နေရပဲဒီလာတဲ့ရောက်ရောက်ကအကုန်ကဂျိုးတမောက်ကိုနေဖြစ်ကုန်။ချုပ်ထွေးကုန်တယ်။နောက်ရှစ်တွေဖြစ်ကုန်တယ်။ဟာတရောက်ကိုယ့်ရဲ့ခွင့်ရေးကိုလူယူသွားတယ်။ကိုရပြီကိုရသိမ့်တိုက်ထိုက်တဲ့အရာတွေကိုတယ်သွားတယ်။အာ ဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာအဲ့ဒီလာထဲမှာတော့ကြာစီးပွားရေးအသစ်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်တင်ဘူးအဲ့တော့ဟိုအစင်မပြေဘူးလားအစင်မပြေဆိုအစင်မပြေတဲ့နေရာမှာပဲဆက်နေလေတိုးမလာနဲ့နောက်လည်းမဆုတ်သွားနဲ့အဲ့ဒါဆိုပြက်တာမရှိဘူးအေးအစင်မပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာကကိုယ်ကြောက်ထဲကြောက်လို့နေပါသည်ဖြစ်သွားတယ်နဲ့ကန်ဆိုးရင်ကြောက်ထဲမှာလုံးဝဥတုံကြလာနိုင်တယ်ဒီမှာပါတယ်အကြောင်းစတာပရီကိုကံညံ့တယ်လို့ကျွန်တော်နေနဲ့ပြောချင်တယ် ဗုဒ္ဓဦးသာသမိယာကြတော့ဘလို့ကညံ့တာလဲဆိုအဓိကကြတော့ဗုဒ္ဓဦးသာသမိယာအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူကဘာလဲဆိုတော့သူရှောက်လိုက်တဲ့နေရာသူထိုင်လိုက်တဲ့နေရာသူရောက်သွားတဲ့နေရာအလုံးကကံညံ့နေနေရာကိုရောက်သွားတာဆိုတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေသူကအကံညံ့နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေလည်းသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအလုံးလည်းသွားပြီးတော့ဟိုသူတပွဲတော့နဲ့ထိုင်မိတာမျိုးလို့ဆိုရပြဗျာဒီဆိုဆိုရာဥမာဟိုတခုခုဗျာ ဟိုတရားမသိအောင်လုပ်နေတာအကောင်အဲ့လူနဲ့သွားတွေ့ကာမှဟိုတိသွားတာမျိုးတို့ဘာဥမာသာတမိစားမသိအောင်ခိုးလုပ်နေတာအကောင်အဲအဲ့အကောင်နဲ့သွားသွားမိမှာမှအဲ့လူနဲ့သွားပြီးတော့မှတမိစားရှိဓာတ်ရိုက်တရင်ပေါက်ကြားပြီးတော့ဓာတ်ရိုက်ရောက်သွားပြီးတော့အဲ့ဟာကိုကအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဘာလဲဆိုတော့ဒီကာလမှာလူတွေကြောင့်လူတွေမရှိပဲနဲ့နေလို့လည်းမရအဲ့လူတွေကြောက်မယ်ကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အချင်းတွေတစ်ခုစီကိုရောက်သွားတာမျိုးရှိတယ်။နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရင်သား တွေရဲ့အခြေအနေပဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှလည်းကံဆုံးဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်ကံဆုံးဆုံးသူမှလည်းကံကောင်းဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်အဲ့တော့ပြောရဘယ်လိုခေါ်လဲဆိုတော့လူတိုင်းလည်းကံဆုံးနေရမှာမဟုတ်ဘူးဆိုတာလည်းပြောချင်တယ်လူတိုင်းလည်းအရင်ကံကောင်းနေရမှာမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါတယ်ဆိုပြီးတော့တို့တို့ထိုင်နေတဲ့သူကလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဆိုပြီးတော့မှားမပြင်ဘူးဆိုရင်လည်းအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကံကောင်းနေဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့ ကောင်းမဖြစ်အောင်လုပ်ကြကန်ဆိုးနေရဆိုသူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုတရိပ်ထားရှင်စင်ကျင်ရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပဲဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်အင်္ဂါသားသမီးများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာတော့อืมပြောရမယ်ဆိုရင်စနေတွေပေါ့စနေတွေကဒုတိယထဲမှာပါတယ် ဲ့တော့အချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်ဆက်ပြောမယ်ကျွန်တော်ဒီဘာလဲဆိုတော့မွေဝင်တဲ့တိတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲဗီဒီယိုလေးကိုလည်းတွားကြည့်ပေးပါလို့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအောက်တိုဘာလမှာပျော်ရွှင်ကြည်နူးကြပါစေအားလုံးဝမ်းမြောက်ဝမ်းသာနဲ့ရှိကြပါစေ